မနိုင်ရဲ့ပြိတ္တများမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမယ့်ကဏ္ဍကတော့ audio feature ဆိုတဲ့မနိုင်ရဲ့ pocket အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်မနိုင်မှာဖော်ပြခဲ့တဲ့စောင်းမတွေကိုအတန်းစောင်းမအဖြစ်ပြန်လည်တင်ဆက်ပေးတာလည်းဖြစ်ပါတယ်ဒီကနေ့ပြန်လည်ဖတ်ပြပေးမယ့်စောင်းမတစ်ပုဒ်ကတော့စစ်ရာဇဝမှုမြောက်တဲ့ဓာတုပုံးတွေကိုဇက်တိုက်အုံပြုနေတဲ့စစ်ကောင်စီဆိုတဲ့သတင်းစောင်းမတစ်ပုဒ်ပဲဖြစ်ပြီးအဲနာကပြန်လည်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာ 2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာခုခံတော်လှန်သူတွေနဲ့မြန်မာစစ်တပ်ရဲ့ကြာတိုက်ပွဲတွေဖြစ်ပွားလာတာဆိုရင် အခုဆိုရင်၄နှစ်နီးပါးကို ရောက်ရှိလာပြီတဲ့ဖြစ်ပါတယ်။ဒီ၄နှစ်အတွင်းမှာစစ်ကောင်စီဟာစစ်ရာဇဝတ်မှုတွေကိုဇက်တိုက်ကျူးလွန်နေတာလည်းဖြစ်ပါတယ်။ဒီထဲမှာလူနဲ့ဒရိတ်ဆန်နေတာမကတဘာဝပဝင်းကျင်ကိုစိုးဝါးစွာထိခိုက်စေနိုင်တဲ့ဓာတ်ပုံးတွေကို အသုံးပြုမှုတွေလည်းပါဝင်ပါတယ်။နိုင်ငံနှံ့ စည်ရေအခြေမလဖြစ်နေတဲ့စစ်ကောင်စီဟာနိုင်ငံတကာကပိတ်ပင်ထားပြီးစစ်ရာဇဝမှုမြောက်တဲ့လူတွေတရိတ်ဆန်နေတဲ့သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ဓာတ်ရုပ်ပုံးတွေကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ရတားတွေပေါ်မှာအသုံးပြုနေတာပဲဖြစ်ပါတယ်။စစ်ကောင်စီကဓာတ်ရုပ်ပုံးတွေကိုဘလို့တိုက်ပွဲတွေမှာအသုံးပြုနေတယ်လေ။ဓာတ်ရုပ်ပုံးကြောင့်ရတားပြည်သူလူထုပေါ်ဘလောက်ထိစိုးကြိုးတက်ရောက်စေနိုင်မလဲ။နိုင်ငံတကာဥပဒေတွေကိုစစ်ကောင်စီကဘလို့ချိုးဖောက်နေတယ်ဆိုတာတွေကို ဆောင်းပါတယ်နားဆင်ကြည့်ကြပါအောင်ခင်ဗျာပြီးခဲ့တဲ့နှစ်ဧပြီလတုန်းကကိုတီလဝါတို့ကြားပြူစစ်ကြောင်းချက်ခု Justice Soja PDF နဲ့စစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းတို့ ကရင်ပြည်နယ်မြဝတီမြို့အနီးကကော့ကရိတ်မြို့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားကြပါတယ်တိုက်ပွဲဖြစ်နေရင် ကိုတီလဝါတို့စီကိုစစ်ကောင်စီကဘုံသီးတွေအဆက်မပြတ်ကျဲချပါတယ်တချို့ဘုံတွေကမြေပြင်ကိုကျတာနဲ့ပောက်ခွဲတယ် တချို့ပုံတွေကကြတော့မပေါက်ကွဲပဲအငွေ့တွေထွက်လာတယ်။ထွက်လာတဲ့အငွေ့တွေကအဝါရောင်တွေမိခိုးရောင်တွေအစုံပါပဲ။အဲ့ဒီအငွေ့တွေကိုရှူမိတဲ့ရဲဘော်တွေမှာချက်ချင်းထိုးအန်တာတွေမူးမေ့တာတွေဖြစ်ကုန်တယ်လို့ကိုတီလွာကအခုလိုပဲပြောပြပါတယ်။နန်းနေရှူမှုရောမှာကျွန်တော်တို့ရဲဘော်တွေကဘယ်လိုပြောမလဲ။ပရမိုးဆုံးကျွန်တော်ခံစားရတာကတော့ဒီဘယ်လိုပြောမလဲမူးဝေတာပေါ့။ ရမောလုံးနေနဲ့စူးစမ်းမိဆိုတော့နဲ့အိတ်ရှင်မယ်အဲမူးတယ်ပြီးရင်ရှမ်းမယ်အဓိကကတော့အိတ်အရန်အိတ်ရှင်တာပဲကျွန်တော်တို့တက်တန်ရင်တောင်မှဟိုဘယ်ဆုံးလဲဟိုတနက်ဒီပိုင်းလွတ်ကျပြီးအဲ့လိုအိတ်ရှင်နေတဲ့အဆင့်တွေဖြစ်နေတာအဲ့ဒီလိုတွေခန်းစားရပြီးကိုတီလဝါတို့စစ်ကြောင်းဟာဒီဘုံတွေဟာဘာဘုံတွေဖြစ်တယ်ဆိုတာရိတ်စားမိသွားကြပါပြီဒါကြောင့်ပဲအလီမြန်မဲဒီအငွေ့တန်တွေကိုကာကွယ်ဖို့နဲ့အငွေ့ရှုံပြီးတဲ့ရဲဘော်တွေကိုစစ်ကူတာပေးဖို့ကဲထုတ်ဖို့စီစဉ်ရပါတော့တယ် တချို့ရဲဘော်တွေဆိုအငွေ့တံကာကွယ်ဖို့တိုက်ပွဲဖြစ်နေတာကြောင့်လူမနေတာကြပြီးဖြစ်တဲ့နေအိမ်တွေတဲကအိမ်သာတဲကရှည်တွေကိုတောင်းအသုံးပြုခဲ့ရပါတယ်။ရဲဘော်တွေဟာအိမ်သာတဲကရှည်တွေကိုအငမ်းမရတောက်ရတဲ့ပြင်အဲ့ဒီရှည်တွေနဲ့ပဲအဝတ်တွေကိုရေစွတ်မျက်နှာတွေကိုဖုံးအုပ်ထားလိုက်ကြပါတယ်။ပြီးတော့စစ်ကူခေါ်ကတိုက်ပွဲနေရာကနေကြပြူစစ်ကြောင်ကပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ဲ့ဒီနေ့ကတိုက်ပွဲမှာအစိမ့်ငွေရှူမိတဲ့သူ90ဝန်းကျင်လောက်ရှိပြီးအဲ့ဒီထဲမှာတေဆုံးသူက9ဦးလောက်ရှိခဲ့တယ်လို့ကိုတီလဝါကပြန်ပြောပြပါဗါဓာတုပုံးကြောင့်ဓာတ်ရိုက်တေဆုံးတာမဟုတ်ပေမဲ့ဓာတုအစိမ့်ငွေတွေရှူမိပြီးမလှုပ်ရှားနိုင်တဲ့အခါမှာလက်နက်ကြီးတွေကျလာပြီးထိခိုက်တေဆုံးခဲ့ရတာပါဒီတိုက်ပွဲမှာသူမှတ်မိသလောက်အစိမ့်ငွေပုံးအလုံး30လောက်ကျဲချခဲ့တယ်လို့ကိုတီလဝါကပြန်ပြောပြပါဗါ သူကိုယ်တိုင်လည်းအစိမ့်ငွေတွေရှူမိခဲ့ပြီးကာကွယ်ခဲ့ရပုံကိုအခုလိုပဲပြန်ပြောပြပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအစိမ့်ငွေထိတဲ့ထဲမှာပါတယ်ပေါ့ဘာလို့လဲကျွန်တော်ချက်ချင်းကျွန်တော်လုလိုက်တာလေးကတော့ဒီကျွန်တော်ဘယ်လိုလဲရေကျွန်တော်မှရေဦးလေးရှိတော့အဲ့ဒီရေဦးနဲ့မျက်နှာဖက်မြင်တက်လိုက်တယ်ပြီးတော့ကျွန်တော်မာဘလာအမြဲတမ်းဒီလိုဆောင်းလေးရှိတော့ကျွန်တော်မာဘလာကိုကျွန်တော်ရေဆွတ်လိုက်တယ်ရေဆွတ်ပြီးတော့နှာခေါင်းပေါ်ပဲကတ်ထားလိုက်တယ်ပေါ့ကိုတီလဝါတို့ရင်ဆိုင်ကြုံတွေ့ထိခိုက်ခဲ့ရတဲ့အငွေ့တွေပါတဲ့ဘုံတွေဟာနိုင်ငံတကာမှာလည်းတားမြစ်ထားပြီး မြမအစိုးရကိုတိုင်အတုံးမပြုတ်ပါဘူးဆိုပြီးလက်မှတ်ထိုးထားတဲ့ခမီကဲဝက်ပုံလို့ခေါ်တဲ့ဓာတုဘုံအစိမ့်ွေဘုံပဲဖြစ်ပါတယ်။နိုင်ငံနဲ့စရေးချင်နေမလားဖြစ်နေတဲ့စစ်ကောင်စီဟာနိုင်ငံတကာကပိတ်ပင်ထားပြီးစစ်ရာဇုံမှုမြောက်တဲ့လူနဲ့တရိတ်ဆန်နဲ့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ဓာတုဘုံတွေကိုတော်လိုင်းရေးတက်ဖွဲ့တွေနဲ့အရက်သားတွေပေါ်မှာအတုံးပြုတ်နေတာပဲဖြစ်ပါတယ်။ NUG ရဲ့လူအခွင့်ရေးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကလည်း ဒီစစ်ဘာ၂၀ရက်ကပြုလုပ်တဲ့ကီနီပြည်နယ်တွင်အကြမ်းဖက်စစ်အုပ်စုဤဓာတ်ပစ္စည်းအုံပြူတိုက်ခိုက်မှုနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှာအခုလိုမျက်ချက်ပြုပါရယ်ဓာတ်ပိဒပစ္စည်းတွေဓာတ်ပိဒနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုစစ်ပွဲမှာအုံပြူခြင်းကနိုင်ငံတကာနဲ့သက်ဆိုင်တဲ့ယာစွေးမှုဖြစ်တယ်လို့နိုင်ငံတကာသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းနေနိုင်ငံတကာစာချုပ်တွေကိုချုပ်ဖောက်ခြင်းဖြစ်ပါတယ် ဓာတုပုံဆိုတာဟာလူနဲ့တရိတ်ဆန်တွေကိုတည်စေနိုင်ခြင်းသို့မဟုတ်ထိခိုက်စေနိုင်ခြင်းတဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေနိုင်ခြင်းကိုဖြစ်စေနိုင်သောဓာတုတ္တုများတောက်စစ်ကမ်မီကယ်ပါဝင်တဲ့ဘုံလို့ဓာတုလက်နက်တမ်းမြည်အဖွဲ့ OPCW ကအထိပယ်ဖွင့်ဆိုထားပါတယ် OPCW အဖွဲ့ဟာကဘာပေါ်မှာဓာတုလက်နက်များကိုအပိတိုင်ဖျက်ဆီးရန်ရည်ရွယ်ထားတဲ့နိုင်ငံတကာသဘောတူညီချက် CWC ကို1993ခုနှစ်မှာစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ 2015ခုနှစ်မှာတော့မြန်မာနိုင်ငံကတရားဝင် CWC အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်လက်ခံချင်းခံခဲ့ရပါတယ်ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ဆိုတာကဓာတုလက်နက်တွေကို ထုတ်လုပ်ခြင်း၊ဖွံ့ဖြိုးတိုးတက်စေခြင်း၊ကင်တွယ်ပိုင်ဆိုင်ခြင်း၊တိုလောင်ခြင်း၊လွှဲပြောင်းခြင်းနဲ့အသုံးပြုခြင်းတို့ကိုတားမြစ်ထားတာပါ။ကမ္ဘာပေါ်မှာ CWC အဖွဲ့ဝင်နိုင်ငံ190ကျော်ရှိနေပြီးအဖွဲ့ဝင်နိုင်ငံတွေကိုဓာတုလက်နက်စူးစမ်းမှုတွေနဲ့ ထုတ်လုပ်တဲ့စက်ရုံတွေကိုကြီးညာရမှာဖြစ်ပြီးထို့ဒူလောင်မှုတွေကိုလည်းဖျက်ဆီးရမယ်လို့ CWC မှာဆိုထားပါတယ်ဒါပြင်ရခိုင်ရှိပြီးသားဓာတုလက်နက်တွေကိုပါဖျက်ဆီးရန်တာဝန်ယူရမှာဖြစ်ပြီးနိုင်ငံတကာစောင့်ကြည့်လေ့လာမှုတွေနဲ့စစ်ဆေးမှုစနစ်အောင်မှရှိရမယ်လို့ဆိုထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့အဆိုပါတားမြစ်ချက်တွေကိုလိုက်နာဖို့အသာထားဓာတုဘုံတွေကိုအသုံးပြုနေသေးပါပဲ။ ဒီလိုလူမဆန်တဲ့တိုက်ခိုက်မှုတွေကိုကိုတီလောကအခုလိုမချက်ပြူပါတယ်အခုကျွန်တော်တို့တွေကဗျာဒီမှာမနေ့ဒီ၃နှစ်သားလက်နက်ကင်နေတဲ့လူတွေကတိရဆုံးမှုတွေကိုမရှိဘောက်နဲ့စီကန်းနေလိုက်နိုင်နေရတယ်သူတို့ကတော့နှစ်ခွန်းဆက်ကြောတိဆောက်ထားပါတယ်သူတို့စုပေါင်းစုနေရတော့စီရအောင်စုမှုကိုအချိန်ချင်းချိုးဖောက်ပြီးတော့ဒါဒီလူလူပုံမှာညမနှိမ့်ဆက်နေတဲ့ပုံမှာတော့ကျွန်တော်အနေနဲ့အဆင်မပြေဘူးပေါ့စစ်ကောင်စီလေတပ်မှာ၁၀နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးစီရီယံလုတ်ခဲ့တဲ့ဗိုလ်ကြီးကိုနောင်ယုက စစ်ကောင်စီကဓာတုလက်နက်တွေတုံးနေဆိုတာကိုခိုင်ခိုင်မာမာပြောနိုင်ပြီးသူကိုယ်တိုင်လည်းတက်ထဲနေခဲ့စဉ်ကစံသက်တာတွေကို ကိုယ်တိုင်လုတ်ခရဘူးတယ်လို့ဆိုပါတယ်သူကစီဒီအမ်မလုတ်ခင်မိထီလာလေးတက်မှာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးအဲ့ဒီမှာလေရင်တွေကိုလက်နဲ့တက်ဆင်ပေးတာဘုံသီးတွေချိတ်ပေးတာနဲ့တန်ရှိရေးလုပ်ရတာစတာတွေကိုတာဝန်ယူခဲ့ရသူပါအဲ့ဒီနေရာမှာ2018ခုနှစ်လောက်ကလေးက မီးလောင်ဘုံတွေကို သူကိုယ်တိုင်လုတ်ခဲ့ရတယ်လို့ပြောပြပါဗျ။ရန်တုံးတွေကိုအမုံချေဓာတ်စီနဲ့ရောမွေပြီးဖြစ်တယ်လို့လုတ်ထားတဲ့မီးလောင်ဘုံတွေပါ။သူတို့မှဘုံနဲ့ပတ်သက်ပြီးအရေးသွေးစစ်ဆေးတာထိခိုက်မှုဘလောက်ရှိနိုင်တာဆိုချိုတက်ရောက်မှုစတာတွေကိုတွက်ချက်တာတခုမှမရှိပဲပျက်စီးနိုင်သမျှပျက်စီးရင်ပြီးပြီဆိုတဲ့သဘောတွေလုတ်ကြတယ်လို့ သူကဆိုပါတယ်စစ်ကောင်စီကစိုးချိုးများပြီးဖြတ်အားပြင်းတဲ့ဘုံတွေအသုံးပြနေတာကိုစစ်ကောင်စီလေတပ်မှ23နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ CDN တက်ချက်ကြီးကိုနေဝင်းအောင်ကလည်းကြုံခဲ့ဖူးပါတယ်2019ခုနှစ်တုန်းကရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့စကားစားနဲ့အေးအေးတို့စစ်ပွဲမှာစစ်ကောင်စီဟာအေးအေးကိုတိုက်ခိုက်ဖို့မီးလောင်ဘုံတွေအသုံးပြခဲ့တာကိုကြားသိကြရတယ်လို့ပြန်ပြောပြပါတယ်တော်ထူထပ်တဲ့တော့ကြောင့်မီးလောင်ဘုံတွေတုံးတယ်အဲနောက်တစ်ခုကဒီ တစ်ပင်လေးတအားထူထပ်တဲ့ခါကျတော့ဒီအောက်တိုက်ကပ်ကိုကောင်းကောင်းမမြင်အောင်ပေါ့နော်ဒီအေးအေးရဲ့ဟိုတိုင်းတာတနက်ကိုင်ဖွဲ့ရင်ကောင်းကောင်းမမြင်ရတဲ့ခါမှာတို့ခုနကဒီတိရွက်တွေကြွေကြွေကြတဲ့အထီကိုဟိုဖြစ်တဲ့စေမျိုးလေးပေါ့နော်ဟိုအဲ့လိုပုံမျိုးလေးသုံးနိုင်လို့ကျွန်တော်ကြားသိကြရတာပေါ့ဒီလိုဆိုချိုများစီတဲ့ဘုံတွေကိုစစ်ကောင်စီဟာရခိုင်ကလေးကစင်ဆက်အုံပြနေကြတာဖြစ်တယ်လို့ပဲ2021အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့ ဓာတုအစိမ့်ငွေဘုံတွေကိုပေါ်ပေါ်တင်တင်အသုံးပြုလာခဲ့ပါတယ်။မန်တိုင်းကစုဆောင်းထားတဲ့အချက်လက်တွေအရဆိုရင်2021နောက်ပိုင်းမှာစစ်ကောင်စီကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အရက်သားပြည်သူတွေပေါ်ဓာတုပုံအသုံးပြုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်10ကြိမ်ဝန်းကျင်ရှိခဲ့ပါတယ်။ကရင်နီ၊စကိုင်း၊ရှမ်း၊ကရင်၊ရခိုင်နဲ့မန္တလေးထိဓာတုဘုံတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အရက်သားပြည်သူတွေပေါ်မှာအသုံးပြုခဲ့ပါတယ်။ ဒီနေ့အစမှာတဲ့ရှမ်းပြည်နယ်တောင်ပိုင်းကပအိုကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသထဲမှာပါတဲ့စီဆိုင်မြို့နယ်အရှိတ်မှာစစ်ကောင်စီနဲ့ပအိုအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့တိုက်ပွဲမှာလေဓာတုဘုံတွေကျဲချခဲ့တယ်လို့ PNLA ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရန်ကပြောပါတယ်။အဲ့ဒီနေ့ကစစ်ကောင်စီနဲ့သူ့လက်အောက်ခံ PNLO ပြည်သူစစ်တွေကအတင်းထိုးစစ်ဆင်လာတာဖြစ်ပြီး drone တွေလက်နက်ကြီးတွေတွေမှာအစိတ်ဘုံတွေနေပါကျဲချတိုက်ခိုက်ခဲ့တယ်လို့ ခွန်ရင်းရံကပြောပါတယ်သူတို့အစိတ်ဘုံတွေတုံးနေတာတော့ကျွန်တော်တို့ကြည့်တယ်အစိတ်ကြီးအစိတ်ကြီးတုံးနေတာလည်းကြည့်တယ်ဒီဒါသူအစိတ်ပါတဲ့လည်းနဲ့ကြီးကြီးတွေတုံးတာလည်းကြည့်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီကြီးကိုမရခဲ့ဘူးပေါ့နော်ဒီဒီတစ်ခေါက်ကတော့အဲ့ဒီမကွဲတဲ့အလုံးတွေကျွန်တော်တို့သူ့ဖို့ရရှိခဲ့တယ်ဖြစ်ပါတယ်အဲ့ဒီကြီးရဲ့အပေါ်မှာကသူကရေးထားတာပေါ့နော်ရေးထားတာအစိတ်လို့ကိုတည်တည်ကြကြရေးထားတာဖြစ်ပါတယ် အစိတ်အမျိုးအစားတွေကတော့သူတို့အနေနဲ့ခွဲခြားစစ်ဆေးဖို့ခက်ခဲတယ်လို့လည်းသူကဆက်ပြောပါတယ်။ PNN တွေကိုဓာတ်ဒုပုံတုံတိုက်ခိုက်ခဲ့တယ်လို့ပဲစစ်ကောင်စီဟာပြီးခဲ့တဲ့နှစ်2024ခုနှစ်ဒီဇင်ဘာပထမပတ်တုန်းကကယင်းဒီပြည်နယ်နဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့မှာလည်းကယင်းဒီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကိုတိုက်ခိုက်ရာမှာအစိုက်ငွေတွေကိုအုံပြုခဲ့ပါတယ်။စစ်ကောင်စီကစိုက်ပျိုးရေးမှာအုံပြုကြတဲ့ F450 တစိပ်ပါပိုးသက်ဆေးတွေကိုအသုံးပြုခဲ့တာပါ။ကယင်းဒီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMTF ရဲ့ MMT ဗျူဟာမူမြေပြင်စစ်ဆင်ရေးတာဝန်ခံခွန်ထက်ဆိုကစစ်ကောင်စီဟာသူတို့ရဲ့ကယင်းဒီပြည်နယ်မှာလဲရခိုင်ကလည်းဓာတ်တူပုံအသုံးပြုခဲ့တာကြောင့်ထိခိုက်ခံစားရတာတွေရှိပြီး အဲ့ဒီချိန်တွေကတော့မှတ်တမ်းတွေရှုဖို့အားနေခဲ့တယ်လို့ဒီဇင်ဘာ20ရက်ကပြုလုပ်တဲ့ကရင်ပြည်နယ်တွင်အကြမ်းဖက်စစ်အုပ်စု၏ဓာတ်ရုပ်ပစ္စည်းအုံပြတိုက်ခိုက်မှုနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှာရှင်းပြပါရယ်။အခုတစ်ခေါက်မှာတော့စစ်ကောင်စီအုံပြခဲ့တဲ့အစိတ်အစေးဘူးကွန်တွေကိုတက်တည်ဖြစ်ရရှိခဲ့တာပါ။ပထမနေ့မှာတော့သူတို့စီကြဲချလိုက်တာအစိတ်ငွေတွေမှမတီးခဲ့ပါဘူး။ဒါပေမဲ့အစိတ်ငွေကို ရှုမိတဲ့ရဲဘော်တွေဟာမူမမှန်တဲ့ယောဂလက္ခဏာတွေပြလာတဲ့အခါတန်တရာဖြစ်လာပြီး ောက်တစ်နေ့မှာတော့တိုက်ပွဲဖြစ်တဲ့နေရာကိုရှင်းလင်းရှာဖွေတဲ့အခါမှာအဆိုပါတပ်တွေပစ္စည်းတွေကိုတွေ့ခဲ့ရတာလို့မြေပြင်စစ်စင်ရေးတာဝန်ခံခွန်းထက်ဆိုကရှင်းပြပါဗျ။အဆိုပါသတင်းစာ ရှင်းလင်းပွဲမှာပဲအစိမ့်ငွေတွေကိုရှူရှိုက်မိတဲ့ရဲဘော်တွေကလည်းအငွေတွေရှူမိတဲ့အချိန်မှာအော့အန်တာညောင်းညတာအိတ်ချင်တာနဲ့အပြက်တာတွေကိုခံစားခဲ့ရတယ်လို့ပြောပြကြပါဗျ။2021အာနာသိမ့်ပြီးနောက်ပိုင်းမှာစတင်ခဲ့တဲ့လက်နက်ကင်တော်လန်ရေးဟာ၄နှစ်ကျော်လာချိန်မှာတော့ စစ်ကောင်စီဟာနိုင်ငံရဲ့နေရာတော်တော်များများကိုလက်လွတ်ခဲ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကဇန်နဝါရီ၄ရက်ကထုတ်ပြန်တဲ့2024ခုနှစ်စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေစီရင်ခံစာမှာမြန်မာနိုင်ငံမှာရှိတဲ့မျိုးနယ်စုစုပေါင်းရဲ့44ရာခိုင်နှုန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကထိ ंछ ုပ်ထားနိုင်ပြီလို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့နေမြေစုမှုမှုမှာလည်းသုံးပုံတစ်ပုံပဲရှိတော့ပဲ။ လက်ရှိမှာစစ်ကောင်စီစုမှုအုပ်ချုပ်နိုင်တဲ့မြို့နယ်က108မြို့နယ်သာကျန်ရှိတော့တယ်လို့လည်းအစီရင်ခံစာကဆိုပါတယ်။ဒီလိုစရေးချီနေမလားဖြစ်နေတဲ့စစ်ကောင်စီဟာတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရာမှာအသာစီရယူနိုင်ဖို့နိုင်ငံတကာကပိတ်ပင်ထားတဲ့ဓာတုဘုံတွေကိုဇက်တိုက်အသုံးပြုလာနေတာဖြစ်တယ်လို့စစ်ကောင်စီတပ်မှတက်ကြွကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2021မတ်လမှာ CDN လုတ်ခဲ့တဲ့ဗိုလ်ကြီးနေဦးကဆိုပါတယ်။ ကရင်ပြည်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KMDSC ကိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတဦးဖြစ်တဲ့ကိုဝီယန်ထွန်းကလည်းစစ်ကောင်စီဟာမိုးပြဲဒေသကိုကျဲချတဲ့အစိမ့်ငွေပုံတက်ဆင်ထားတဲ့ drone တွေကိုတွေ့ရှိခဲ့ရပြီးအစိမ့်ငွေပုံကျဲမယ်ဆိုတာကိုလည်းတက်ထဲမှာပြောနေတာကိုကြားသိခဲ့ရတယ်လို့ ဒီစပါနဆက်ရက်ကပြုလုပ်တဲ့ကရင်နီပြည်နယ်တွင်အကျန်းဖက်ဆီအိုစုဤဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှုနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်အစိမ့်ငွေတွေကိုစစ်ကောင်စီကကျဲချရာမှာတော်လိုင်းရေးတပ်ဖွဲ့တွေသားမကသူတို့စစ်ကောင်စီတပ်သားတွေပါလေကြောင်းတင်ပြီးရောက်လာတဲ့အစိမ့်ငွေတွေကို ရှူဆိုင်မိပြီးနေမကောင်းဖြစ်တာတွေတွေ့ကြရတယ်လို့ရှင်းပြပါရယ်ဒီလိုဓာတုဘုံတွေကိုစစ်ကောင်စီဟာပြည်တွင်းမှာထုတ်လုပ်တာထက်ဝယ်ယူပြီးအသုံးပြုတာများတယ်လို့ စီဒီအန်လောက်ထားတဲ့ကိုနေဦးတို့ကရှင်းပြပါတယ်စစ်ကောင်စီကလက်နက်ခဲယမ်းတွေကိုအ धिक တင်သွင်းတဲ့လမ်းကြောင်းကယူကရိန်းတရုတ်ရုရှားတို့ဖြစ်ပြီးမြောက်ကိုရီးယားနဲ့လည်းစစ်ကောင်စီကနီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ကိုနေဦးကဆိုပါတယ်ရှန်ကုန်မှာလည်းမြောက်ကိုရီးယားစားတောက်ဆိုင်တစ်ခုရှိပြီးသူတို့နဲ့လိုဝက်ဆက်သွယ်မှုတွေရှိနိုင်တာ အခြားဓာတုဗေဒနဲ့သက်ဆိုင်တဲ့ခဲယမ်းတွေအယောင်းဝယ်လုတ်တလားဆိုတာကိုတန်တရားဖြစ်ဖွယ်ရှိတယ်လို့လည်းဆက်ပြောပြပါရယ်ဓာတုဘုံကိုစစ်ကောင်စီကဘယ်နေရာတွေမှာထုတ်တယ်ဆိုတာကိုတော့သူတို့မသိဘူးလို့ဆိုပါရယ်ဒါပေမဲ့တက်ထဲမှာနေကြရတဲ့အတွေ့အကြုံတွေကြောင့်အဲ့ဒီလိုဘုံတွေကိုတနေရာထဲမှာထုတ်တာထက်နိုင်ငံအနှံ့ကလက်နက်စက်ရုံတွေမှာအစိပ်ပိုင်းတစ်ခုစီထုတ်ပြီးပြန်လဲပေါင်းစည်းတက်စင်တာဖြစ်နိုင်တယ်လို့ကိုနေဦးက သူ့အမြင်ကိုပြောပြပါဗျ။ ကိုနောင်ရိုးကလည်းစစ်ကောင်စီဟာဓာတ်ဘုံကိုသာမကဖြတ်အားပြင်းဘုံတွေကိုလည်းတရုတ်ရုရှားနိုင်ငံကပညာရှင်တွေအကူအညီနဲ့စင်ဆက်မပြတ်စမ်းသက်တာတွေက2021မတိုင်ခင်ကပဲလို့ဆိုပါတယ်သူကိုယ်တိုင်ဘုံတွေတူလောင်နဲ့စမ်းသက်တဲ့နေရာတွေကိုရောက်ဖို့ပြီးမျက်မြင်တွေ့ခဲ့ရတာပါဒီလိုဓာတ်ဘုံတွေကိုအသုံးပြုနေတာကိုအတိကတာဝန်ခံရမဲ့တာဝန်ရှိသူတွေကတော့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအစား ဒေတာအကြီးကဲတွေအရာရှိတွေလေယာဉ်မောင်းသူတွေနဲ့တက်ဆင်ပေးတဲ့အောက်ခြေတသားတွေထိတာဝန်ရှိတယ်လို့ကိုနောင်ယောဂဆိုပါတယ်ဓာတုဘုံတွေဟာလူတွေတင်တာမကတဘာဝပတ်ဝန်းကျင်ကိုပါထိခိုက်ပျက်စီးစေနိုင်ပြီးဓာတုဘုံကြားခဲ့တဲ့နေရာတွေမှာလည်းအစိတ်အကျဉ်းကြံနေရှိနေတာကြောင့်လူနဲ့တရိတ်ဆန်တွေပါထိခိုက်မှုတွေရှိလာနိုင်တယ်လို့ကိုနောင်ယောဂဆက်ပြောပါတယ်ဓာတုဘုံတုံးလိုက်တယ်ဆိုတာသူ့တက်ကိုပါဘယ်လိုပြောမှာလဲသူ့တက်ကိုတက်မကြည့်တော့ဘူး ဟိုလူသားချင်းဆန္ဒကိုစိတ်ကူမဲ့သွားစေတယ်နောက်တစ်ခါတော့ဒီဓာတ်ပုံသုံးထားတဲ့နေရာတွေကဘယ်လိုဖြစ်လို့ဆိုတော့နောက်ကျွန်တော်တိုက်ပွဲပြီးသွားရင် data ခဏပြန်လာနေရရှိတယ်ဓာတ်ပုံမသုံးရခြင်းအကြောင်းရင်းပေါ့နော်အဲ့ဒီနေရာမှာသူဆွဲမြဲပြီးကြံခဲ့ဆွဲမြဲပြီးကြံခဲ့ဆွဲမြဲကြံဥပမာကိုဝင်ဆောင်မိခင်နေပါဆိုကလေးတွေပျက်ကြတာမျိုးတော့အများကြီးတက်ရောက်မှုအများကြီးရှိတယ်လက်တလုံးမှာလည်းဓာတုပုံထိခဲ့တဲ့ရဲဘော်တွေမှာနောက်ဆက်တွဲဝေဒနာတွေကိုဆက်လက်ခံစားနေရတော့မှာပဲ ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လတုန်းကဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မှာစစ်ကောင်စီနဲ့တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့ဖြစ်တဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီကဓာတ်ပုံအုံပြုခဲ့ပြီးအစိမ့်ွေရှူမိတဲ့ရဲဘော်တွေမှာနောက်ဆက်တွဲစစ်မှားရေးပြဿနာတွေခန်းစားနေရတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလူရည်ဦးကပြောပြပါဗျာ။ကြားပြူစစ်ကြောင်းမှာဆိုရင်လည်းဓာတ်ပုံတွေကျဲချတိုက်ခိုက်တာကြောင့် ရဲဘော်တွေအသက်ဆုံးရှုံးကြရတဲ့အထိဖြစ်ခဲ့ရပါတယ်။တားပြူစစ်ကြောင်းမှာစေမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဓာတ်ပုံကြတဲ့နေ့ကလူနာတွေကိုကုသပေးခဲ့တဲ့စေမှုကိုလိုက်ဆိုရင် သူကုသနေရှင်ရဲဘော်နှစ်ယောက်ကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနေ့ကအစိမ့်ငွေထိတဲ့သူဆိုခံမှန်းချေ90ဝန်းကျင်လောက်ရှိပြီးအဲ့ဒီထဲမှာအချင်းနေဆိုးတဲ့သူတွေက၁၈ယောက်လောက်ပါတယ်လို့ကိုလိုက်ကဆိုပါတယ် တော့သူတို့ကအဲ့ဒီငွေကိုရှုပ်ပြီးသွားတဲ့ခံပြီးကြရင်ဘာဖြစ်လာဆိုတော့ခဏကတော့အသက်ရှူကျက်လာတယ်ပြီးတော့တတိဒီမှာလစ်တယ်အတက်တယ်ဆိုတာကကျွန်တော်တို့အကျောကျောလေးပိုင်းကတ်တာကိုဒါတည့်ရမှာအကျောတက်တယ်အဲ့လိုမျိုးဆိုရင်တတိလစ်တယ်ဆိုတော့မင်းနှိုးရတယ်ဒါအဲ့လိုမျိုးတွေနဲ့ပဲကျွန်တော်တို့ကအနောက်ကိုအိုက်စင်တန်နေနဲ့ပဲသူတို့အနောက်ကိုပြင်ပြန်ရောက်လာတာ ဟုတ်ပါဘူး။ဘာလို့ကြိုးပဲအဓိကဟောပဲတခါကျရင်သူခေါ်လို့မရတော့တဲ့အနေအထားမှရှိတယ်။မျိုးလုံးကြီးကြောင်ပြီးတော့မှခေါ်လို့မရတော့တဲ့အနေအထားမှရှိရဲ့။အဲ့ကြရင်ကျွန်တော်တို့ကရိုက်ရနှိုးရတယ်ပေါ့လေ။ဓာတုဘုံဟာကျမ်းမာရေးကောင်းတဲ့သူတောင်အစိမ့်ွက်ထိပြီးသွားရင်ပုံမှန်လူလိုပြန်ဖြစ်ဖို့အချိန်တန်ကြာကုသမှုခံယူရပါတယ်။ယောဂခံရှိသူတွေမှာဆိုရင်တော့အစိမ့်ွက်ကြောင့်ပိုးပြီးကျမ်းမာရေးဆိုးဝါးလာတာကိုတွေ့ရတယ်လို့လဲကိုလိုက်ကဆိုပါတယ်။ ရှေ့တန်းမှာလည်းစေဝါနဲ့ကုသမဲ့ကျမ်းမာရေးဝန်ထမ်းတွေလိုအပ်ချက်ရှိနေပြီးတက်နိုင်သမျှတော့လူနာတွေကိုအစွမ်းကုန်ကုသပေးခဲ့ရတယ်လို့ကိုလိုက်ကဆိုပါတယ်။ဓာတုဘုံးတာမကျဲချခဲ့ရင်ဒီလောက်ထိရဲဘော်တွေထိခိုက်မှာမဟုတ်ဘူးလို့လည်းကိုလိုက်ကဆက်ပြောပါတယ်။ကျွန်တော်တို့ကအဓိကကအခမကဲဝဘုံမပါပဲတခြား damage တွေဆိုရင် ကျွန်တော်တို့တွေကကျွန်တော်ရဲဘော်တွေကအလောက်ထိဟို အဲအချိန်တွေအထိစိုးဝါမှာမပေါ်ဘူးပေါ့လေတကယ်တောင်းခံနိုင်တဲ့အနေအထားမှာရှိတယ်ဒါပေမဲ့အခက်မကယ်ကြောင့်ပဲကျွန်တော်တို့ရဲဘော်တွေအထူးကကြာဆုံးများသွားတယ်ပေါ့ဒါကြောင့်နောက်တစ်ချိန်ဓာတုဘုံတွေအသုံးပြုလာရင်ကာကွယ်ဖို့နီလန်းတွေလည်းအစီအစဉ်ချသင့်ပြီးတော့ဒီလိုအစီအမံတွေပြုလုပ်နိုင်ဖို့ကလည်းလိုအပ်ချက်တွေရှိနေတယ်လို့ကိုလိုက်ကဆိုပါတယ်ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ OPCW ကတော့ ဓာတုပုံကမ်မီကယ်ဝပွန်တိုက်ခိုက်မှုကနေကာကွယ်ဖို့နည်းလမ်းတွေကိုအခုလိုဖော်ပြထားပါတယ်။အ धिक အားဖြင့်ဓာတုအမုံများကိုမရှုမိစေဖို့နဲ့လူအရေပြားတွေကိုမထိဖို့တတိပေးပါတယ်။ဓာတုပုံကျဲချတာနဲ့လေလွတ်ရာရှောင်နေခြင်းအသက်ရှူလမ်းကြောင်းကမဝင်စေရန် N95 mask များတက်ဆင်ခြင်း mask မရှိပါကအဝတ်များကို ရေစွတ်ကနှာခေါင်းတွင် ဖုံးထားခြင်းမျက်လုံးနဲ့မဝင်စေရန်မျက်မှန်တပ်ထားခြင်း ဓာတုံငွေထိထားတဲ့ပစ္စည်းအဝတ်အစားတွေကိုရှင်းနဲ့စေကြောခြင်းတို့ကိုပြုလုပ်ဖို့လမ်းညွှန်ထားပါတယ်။ဒေါ်လာရေးတက်ဖွဲ့တွေအနေနဲ့ကတော့ဓာတုဘုံတွေကိုကာကွယ်ဖို့အစီအမံတွေတည်ချမချမှတ်နိုင်သေးပါဘူး။ကာကွယ်ရမယ့်ပစ္စည်းတွေဝယ်ယူနိုင်ဖို့အခက်အခဲတွေရှိနေပါတယ်။ဒါပေမဲ့လည်းတက်နိုင်သလောက်တော့ကာကွယ်ထားရမယ်လို့ချားပြူစစ်ကြောင်းတက်ခွဲ6ရဲ့တရင်မူကိုတီလဝါကပြောပါတယ်။ကက်စမက်လေ။ဟိုဒီဘယ်လိုလဲကက်စမက် mask ဲ့လိုမျိုးဒီတိုက်ပွဲတွေမှာအဲ့လိုမျိုးဟိုဖြစ်မဲ့ဆိုလို့ရှိရင်ပေးသင့်တယ်ဆိုတာမျိုးတော့ကျွန်တော်အနေနဲ့အကြံပြုဆွေးနွေးရမျိုးရှိတယ်။အေးရေဘူးအများနဲ့ဆောင်ကြဖို့ပေါ့နော်။အဲစစ်သားကတော့ရေဘူးကတော့ဆောင်ပါလေ။အဲ့အဲ့တော့မျိုးဆောင်ဖြစ်လာပြီဆိုလို့ရှိရင်ဘလို့အရင်ဆုံးအောက်ဆီဂျင်မကျအောင်ဘလို့လုပ်မလဲတကယ်လို့မိလာဒီအနီးနားမှာကိုနီးနားမှာကြားခဲ့မယ်ဆိုလို့ရှိရင်လည်းစိုးစိုးပဲတံမထမ်းအောင်ကိုဘလို့ကာကွယ်ရမလဲဆိုတော့ကျွန်တော်အနေနဲ့ပြောပြကြတယ်ပေါ့တတလုံးမှာတော့စစ်ကောင်စီကိုဓာတ်ဥပုံတွေအသုံးမပြုဖို့တားဆီးနိုင်တာမရှိသေးပါဘူး ဘယ်ချိန်ဘယ်နေရာမှာဓာတုဘုံတွေထက်သုံးလာမယ်ဆိုတာကိုလည်းဘသူကမှမသိနိုင်ကြပါဘူး။ဒါပြင်နောက်ထပ်စိုးရိမ်မှုတစ်ခုကလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ဓာတုအစိမ့်ငွေတွေကိုတော်လန်ရစ်တက်ဖွဲ့တွေသားမကအရှက်သားပြည်သူတွေအပေါ်မှာပါဆက်လက်အသုံးပြုလာမှာကိုပါ။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ22ရက်ကဆိုရင်စစ်ကောင်စီကမန္တလေးတိုင်းမရယာမြို့နယ်ကစိန်ပန်းကုန်းကြီးရွာနီကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာမှာအစိမ့်ငွေဘုံလို့ယူဆရတဲ့ဘုံတွေကျဲချခဲ့ပါတယ်။ အစိမ့်ငွေတွေကိုရှူမိတဲ့ဒေတာကန်ပြည်သူ80ကျော်မူလဲအော့အန်ခဲ့တယ်လို့ပြည်ဦးလေခရိုင်ပါကာဖာကသတင်းထုတ်ပြန်ပါတယ်။မရီယာမျိုးဟာမန္တလေးမျိုးနဲ့24မိုင်ခန့်သာကွာဝေးတာပါ။ကယင်ီမျိုးသားကာကွယ်တပ်ဖွဲ့ KMDF ရဲ့အမတ်တပြူဟာမူမြေပြင်စစ်ဆင်ရေးတာဝန်ခံခွန်ထက်ဆိုကလည်းဒီလိုပြည်သူတွေပေါ်စစ်ကောင်စီကဓာတုဘုံအုံပြူလာမှာကိုစိုးရိမ်နေတဲ့အကြောင်းအခုလိုပဲဆိုပါတယ်။တို့ဒါကစစ်မြေပြင်မှာတုံးတဲ့ဟာတွေပေါ့နော်။ဒါပေမဲ့ နောက်ကျရင်တော့ကျွန်တော်တို့လူထုတွေအဲမှာလူထုလားရေပေါ်လားမတဲကွဲဘူးရွာလားအာဒေတာလားကျွန်တော်တို့မတဲကွဲအချိန်မှာဒါအာသုံးလာမှာကိုလည်းကျွန်တော်တို့ဖက်ကတော့အစိုးရင်တယ်ပေါ့နော်အဓိကကတော့ဒီဒီစိတ်ငွေကတော့တော်တော်လေးအာစိုးရင်တဲ့အဲရတဲ့အချိန်မျိုးပေါ့နော်ဆိုတော့ဒါတာမန်ကလေးတွေဆိုရင်တော့ဟိုတည်စင်နိုင်လောက်တဲ့အချိန်ကြီးလဲဖြစ်နိုင်တယ်ပေါ့နော်